စတိတ်စင်ပေါ်ကနေပြည်သက်ကိုမတော်တဆရေဘူးနဲ့ကန်လိုက်မိတာကြောင့်ပြန်တောင်းမှန်ခဲ့ရတဲ့အဆိုတော်လွှမ်းပိုင်မင်္ဂလာပါပရိသတ်ကြီးရှင်အဆိုတော်လွှမ်းပိုင်ကတော့အမိုက်စားရက်တခြင်းတွေဒီဆိုရင်းနဲ့ဟစ်ပေါ်လောကကိုချေချလာခဲ့သူဖြစ်ပြီးနောက်ပိုင်းမှာတော့ရုပ်ရှင်ဇာတ်ကားတွေရိုက်ကူးနိုင်တဲ့အထီးအောင်မြင်လာခဲ့သူလည်းဖြစ်ပါတယ်အဆိုတော်လွှမ်းပိုင်ဟာရုပ်ရှင်ဇာတ်ကားတွေဇက်တိုက်ရိုက်ကူးနေသလိုရှိုးပွဲတွေလည်းဒီဆိုရင်းနဲ့ပရိသတ်တွေနဲ့အမြဲတမ်းထိတွေ့နေသူတယောက်လည်းဖြစ်ပါတယ် အခုတခါမှဆိုရင်လေဆူတော်လမ်းပိုင်းကရှိုးပွဲဖြော်ပြနေစဉ်အတွင်းစင်ပေါ်ကနေပြိသက်တယောက်ကို မတော်တဆရေဘူးနဲ့ကံပေးတာကြောင့်ပြန်လဲတောင်းပန်ခဲ့ရတာဖြစ်ပါတယ်။လွမ်းပိုင်ဟာတချင်းတီဆိုနေရင်းနဲ့တတိမြေရော့ပြီးတော့ခြေစောမိရာကနေရေဘူးကိုမတော်တဆကံပြီးခဲ့တာဖြစ်ပြီးသူကန်လိုက်တဲ့ရေဘူးကအောက်မှာရှိတဲ့ပြိသက်တယောက်ကိုသွားမှန်ခဲ့တာလည်းဖြစ်ပါတယ်။ချက်ချင်းဆိုသလိုပဲလွမ်းပိုင်ကအဆိုပါပြိသက်ကိုတောင်းပန်ခဲ့ပြီးမတော်တဆကံပြီးခဲ့တာပါလို့လည်းပြန်လဲပြောဆိုခဲ့တာပဲဖြစ်ပါတယ်။ ဘကရေဘူးရေဘူးထိသွားတာဘယ်မှလည်းမသိဘူးအဘ sorry ပါခင်ဗျာကျွန်တော်ဒီရနေပြီးတော့ကျွန်တော် ronaldo လို့ဖြစ်မလားလို့ကာလိုက်တာ sorry ပါမတောင်းပန်ပါတယ်တော့ပါโอเคပါโอเค